္လာပါရှင်။နန်းတစိတ် channel မှာကြိုဆိုလိုက်ပါရစေ။ဆရာညီသူရဲ့ချစ်သူကနနက်ခင်ယူနင်းကကျွန်တော်ဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါရစေရှင်။ချစ်သူကနနက်ခင် ယူနင်းကကျွန်တော်အပိုင်း၄ 2018အောက်တိုဘာတီဘောစောင်းနှစ်နှစ်ခင်းကငိမ့်ချန်းအေးမြနေသည်တီဘောမျိုးမြောက်ဖက်မြို့အစွန်မှာခလာရ23တက်ရှိသည်တက်သေးကိုကျွန်တော်ဝင်သည် အဝင်ဝမှာဆိုင်ကယ်ရက်လိုက်၏တပြက်စီလဲနေသည့်တက်မတော်သားကြီးတဦးကိုတွေ့ရသည်တက်မတော်သားကြီးထံရှောက်သွားပြီးကျွန်တော်ကကိုကိုကိုမိတ်ဆက်သည်နမ်ဆန်သွားမလို့ပါဆရာကြီးဘဲကလည်းဘသူလဲဘာသွားလို့မလဲစသည်ဖြင့်စစ်မြီး မေးမီလိပ်စာယူမီမှတ်ပုံတင်ယူမီဓာတ်ပုံရိုက်ထားမီဟုကျွန်တော်ထင်သည်မဟုတ်ပါတက်မတော်သားကြီးကအေးသားရိထားသွားနော်ဒီရက်ပိုင်းနေမြေအေးချမ်းမှုတော့ရှိပါတယ်ဟုပြောသည် ကျွန်တော်အံ့ဩဝမ်းသာသွားသည်အရင်က AR နဲ့ DVB သတင်းဌာနကသတင်းထောက်တွေ TNN အဖွဲ့နဲ့ဆက်သွယ်လို့ဆိုပြီးတက်မတော်ကအမှုဖွင့်ခဲ့တာတွေရှိပါတယ်။ဆရာကြီးလည်းသိမှာပါ အခုကျွန်တော်က TNNA အဖွဲ့စီသွားမှာမဟုတ်ပါဘူး။နမ်ဆန်မျိုးကတငယ်ချင်းတွေစီသွားမှာပါဆရာကြီး။အလေတက်တက်ပါပဲဗျ။သတင်းထောက်ဖြစ်နေလို့နမ်ဆန်သွားမယ့်အကြောင်းဆရာကြီးစီလေးလေးစားစားဝင်ပြီးသတင်းပို့တာပါဗျ။အစဉ်ပြေရင်ဆရာကြီးလည်းအထက်ကိုတင်ပြပေးစေချင်ပါတယ်။အကယ်၍တခုခုဖြစ်ခဲ့ရင်လည်းဆရာကြီးတို့အကူအညီရအောင်လုပ်ပါဗျ။အေးပါသား။ဆရာကြီးအထက်ကိုတင်ပြထားလိုက်ပါမယ်။ဆိုင်ကယ်ဖြည်းဖြည်းမောင်းနော်။ဟုတ်ကဲ့ပါဆရာကြီး။ကျေးဇူးတင်ပါတယ်ဗျ။ တက်မတော်သားကြီးအမိကိုကျွန်တော်မေးသည် အမိနှင့်ယာဒူးကိုပြောသည်မင်းညကလည်းကျွန်တော်ကတီဘောရဲစကန်ဝင်ပြီးစကန်မှုနဲ့တွေ့သည်သတင်းထောက်ဖြစ်ကြောင်းနမ်ဆန်သွားမည်ဖြစ်ကြောင်းသတင်းပို့သည်စကန်မှုကလည်းသတင်းသဘောကောင်းသည်နမ်ဆန်တွင်သူ့မိတ်ဆွေရဲရာရှိများရှိကြောင်း၎င်းတို့ထံအကူအညီ တောင်းခံနိုင်ကြောင်းပြောသည်နမ်ဆန်ရဲစကန်ကရဲရာရှိ၏အမိယာဒူးနှင့် ဖုန်းနံပါတ်တွေကိုလည်းပေးသည်လက်တော်တော့အနေမြေအေးချမ်းပါတယ် ဂယုတော်စိုက်ပေါ်ဗျာဟူလဲစခန်းမှုကမှားလိုက်သေးသည်ပန်လုံရွာပန်လုံရွာသည်တီဘောမြောက်ဖက်တီဘောနမ်တူသွားကာလန်းပေါ်တွင်ရှိသည်တီဘောနှင့်ဆက်ရှိမိုင်กว่าဝေးသည်လမ်းစုံဖြစ်သည်မြောက်ဖက်24မိုင်ဆက်သွားလျင်နမ်တူမြို့သို့ရောက်မည်အနောက်ဖက်31မိုင်ဆက်မောင်းသွားလျင်နမ်ဆန်မြို့ကိုရောက်မည်လမ်းစုံနှင့်ကက်လျက်နမ်ဆန်သွားသည့်ဘက်လမ်းပေါ်တွင် စားတောက်ဆိုင်တဆိုင်ရှိသည်ဆိုင်နံမီကနမ်ဆန်ဆိုင်ရှိမှဆိုင်ကယ်ရက်လိုက်သည်ဆိုင်ထဲမှာလူရှင်းနေသည်တီဘောကထွက်လာတဲ့ကဘာမှမစားခဲ့ရရှမ်းခေါက်ဆွဲတပွဲမှလိုက်သည်ဒီဆိုင်မှာကရှမ်းအရက်စစ်စစ်လဲရသည်စံနှင်းချက်သည့်အရက်ဖြစ်သည်မီးတောက်အရက်ဟုလဲခေါ်သည်အရက်ကိုစပွဲပေါ်လောင်းချပြီးမီးရှို့လျင်မီးတောက်နေလေးရှိသည်ရန်ကုန်ကတငယ်ချင်းတွေအတွက်ယူသွားဖို့ကျွန်တော်စဉ်းစားမိသေးသည် ခဏကြာမှခီးတဲ့တင်ကားတွေစိုက်လာသည် ကားဆရာတယောက်ကိုမေးကြည့်မိသည် လာရှိုးမန္တလေးကြောက်မဲမူစဲစသည့်မြို့များသို့သွားကြမိခီးတဲ့တွေဖြစ်သည်ဟုသိရသည်ခီးတဲ့တွေထဲမှာတအောင်းပလောင်အမျိုးသမီးငယ်ငယ်ချောချောလေးတွေလည်းပါသည်ရှမ်းဗမာတရုတ်မွတ်စလင်စသဖြင့်လူမျိုးစုံကိုလည်းတွေ့ရသည်အတန်ငယ်ကျယ်ဝန်းသော စားတောက်ဆိုင်မှာခီးတဲ့တွေနှင့်ပြည့်သွားသည်ခောက်ဆွဲစားပြီးတော့လဲကျွန်တော်ကမထဖြစ်သေး ခီးတယ်တွေကိုငေးနေမိသည်လန်းခီးတတရရပဲလားဟု ခီးတယ်အမျိုးသားတယောက်ကိုမေးကြည့်မိသည်ရှမ်းတိုင်းရင်သားဖြစ်သောရင်းအမျိုးသားကဘာမှကိုမဖြစ်တာတာရတယ်ဟု ရှမ်းတန်ဝဲဝဲဖြင့်ပြောသည်ခဏကြာမှတော့ခီးတယ်တွေကားပေါ်ပြန်တက်ပြီးကားတွေထွက်သွားသည်ဆိုင်ကလေးတိတ်ဆိတ်သွားပြန်သည်ကျွန်တော်လဲခီးဆက်ဖို့ပြင်သည်အမဘလောက်ကြလဲဗျ ရှင်းပြီးသွားပြီရှင့်ဟင်ကျွန်တော်မရှင်းရသေးဘူးအမဒီကအမရှင်းတာပါကျွန်တော်လှမ်းကြည့်လိုက်သည်ကောင်တာဘေးမှာရက်နေသည့်အမျိုးသမီးတစ်ယောက်ကို ကျွန်တော်မြင်ရ၏သူကကျွန်တော်ကို ပြုံးပြီးကြည့်နေသည်ဘသူပါလဲရုတ်တရက်ဆိုတော့ကျွန်တော်မမှတ်မိတေချာကြည့်လိုက်မိသည် ကျွန်တော်အံ့ဩသွားသည်ရင်းတွေလည်းခုန်သွားသည်စောနန်းကို သူကျွန်တော်စပွဲစီရှောက်လာသည် ကျွန်တော်ထားရက်လိုက်သည်နင်း စောနှန်းကိုတိတ်ကြတာပေါ့ပြုံးလျက်ပြောသည်ခန္ဓာကိုယ်အနှဲငယ်ပြည်လာသည်မှအပအရင်လိုလှစဲနှုစဲလင်းကဘလို့လောက်ဒီကိုရောက်နေတာလဲဟာအမျိုးသားရဲ့ရွာလေခဏလာလေတာနေတော့ဒီဘောမှာပဲသားတယောက်သမီးတယောက်သုံးနှစ်တယောက်တနှစ်တယောက် အမျိုးသားကတအောင် ပလောင်တိုင်းရင်သားလေငါတို့မန္တလေးတက္ကသိုလ်မှာပဲတွေ့ကြတာကျွန်တော်ကလောင်မင်းကိုတတိယသည်သို့တော့သူ့အကြောင်း စောနန်းကိုကိုမမေးတော့ပါ။နင်ရောအိမ်ထောင်ကြပြီလား။ရန်ကုန်မှာပဲမဟုတ်လား။အိမ်ထောင်မကြသေးပါဘူး။ရန်ကုန်မှာပဲ။ဒါနဲ့နင်ကငားလာမယ်ဆိုတာဘယ်လိုသိလဲ။အမေမင်းသားနင်က Facebook မှာဆယ်လီဖြစ်နေပြီဟ။နင်ရေးထားလို့ငါသိတာပေါ့။ဒါကြောင့်ငါကနင်ကိုသတိထားပြီးစောင့်ကြည့်နေတာ။နင်နဲ့ငါက Facebook မှာ friend ဖြစ်လား။ဖြစ်တာပေါ့။ဒါပေမဲ့ငါကအကောင့်တူနဲ့သုံးတာ။နန်း cherry နှင်းတဲ့ဗမာလိုပဲ။ ။အော်ဒါကြောင့်ကိုဒါနဲ့ဒီဘက်မှာရောနည်းမြေအခြေအနေကောင်းရလား။ကောင်းပါတယ်။တခါတလေတနက်တန်တွေကြားရလေးရှိတယ်။တပ်ပေါင်းစုဝင်စားကွင်းပိတ် SSPP နဲ့ TNLA ပူးပေါင်းထားသည့်အဖွဲ့နဲ့အကြမ်းမှဖြစ်လိုက်မြမတက်မတော်နဲ့ TNLA နဲ့ဖြစ်လိုက်ပေါ့ဟာစစ်ဆောင်ပြည်သူတွေအများကြီးထွက်ပြေးရတယ်ဆို သတင်းတွေမှာဖတ်ရတယ်ဟုတ်တယ်ပြည်သူတွေထွက်ပြေးရတာတော့အမှန်ပဲ တကယ်တော့တိုက်ပွဲတွေကအကြီးကြီးတွေမဟုတ်ဘူးပြည်သူတွေထွက်ပြေးအောင်လုပ်နေရပဲတိုက်ပွဲတွေဖြစ်နေတယ်ပြည်သူတွေအိုးအိမ်ဆုံးခွာထွက်ပြေးနေရတယ်ဆိုတာမျိုးဖြစ်အောင်ပုံဖော်နေတာပေါ့ဟာရှမ်းပြည်နယ်တိုက်ခါကြအောင်လက်ရှိအစိုးရတိုက်ခါကြအောင်လုပ်နေတာပေါ့ရှမ်းပြည်သူလူထုအားလုံးသိပါတယ်ဟိုတလောကတော့လက်နက်ကြီးကြလို့အမျိုးသားတွေတည်တာအမျိုးသမီးတွေခြေထောက်ဖြတ်ရတာတွေရှိရလို့ဖတ်ရတယ်အမေစုကွင်းစာကွင်းပိတ်ဒေါအောင်ဆန်းစုကြည်နဲ့ဆွေးနွေးတဲ့ ငင်းချင်းရေးစကားဝိုင်းမှာလည်းအဲ့ဒီအကြောင်းပြောထားတာကြားလိုက်ရတယ်လေဟုတ်တယ်အဲ့ဒီဖြစ်စဉ်ကတော့အမှန်ပဲလက်နက်ကြီးကတော့ဘယ်ဖွဲ့ကပြစ်လို့ပြစ်မယ်မသိဘူးတက်ကလည်းသူတို့ပြစ်တာမဟုတ်ဘူးတဲ့တီအန်အန်တွေကလည်းသူတို့ပြစ်တာမဟုတ်ဘူးတဲ့အပြန်အလှန်ကြီးညာချက်တွေထုတ်နေကြတယ်အလကားပါဟာယောက်ျားတွေဖြစ်ပြီးဂျားကငါတို့တိုင်းရင်းသားတွေကမြေစာပင်ဖြစ်ရတယ်အေးနော်စိတ်မကောင်းစရာပဲနင်းလဲကြီးဥဆိုင်နော်ကလေးတွေလည်းရှိနေတာဆိုတော့ကလေးတွေကတီဘောအိမ်မှာပဲထားတာ ။အော်ကဲတငယ်ချင်းဒါဆိုခွင့်ပြုအောင်ငါခီးဆက်လိုက်အောင်မယ်။ခဏလေးသူကကောင်တာကိုပြန်သွားပြီးအထုပ်တထုပ်ယူလာပေးသည်။ရော့နင်းလမ်းမှာစားဖို့မုံတွေလိမ္မော်သီးတွေလည်းပါတယ်။ရပါတယ်ဟာအာနာစီယာ။ယူပါဟဲ့၁၀နှစ်လောက်မှပြန်တွေ့ရတဲ့တငယ်ချင်းတွေကိုကျွန်တော်ကအထုပ်ကိုလှမ်းယူပြီးကြောပိုးအိတ်ထဲထည့်လိုက်ပါသည်။ဖြည်းဖြည်းမောင်းတော့လမ်းတော့ကောင်းတယ်။ပုံမှန်မောင်းရင်နေ့လယ်၁၂လောက်ဆိုနမ်ဆန်ရောက်သွားလိမ့်မယ်။ လမ်းခီးတော့အေးဆေးပါရေအိုးရွာနားမှာတော့တရဏန်လေးအဖွဲရှိတဲ့တဲသူတို့နဲ့တွေ့ရင်နင့်ကိုမေးကောင်းမေးနိုင်တယ်ပြဿနာရှာတာမျိုးတော့မလုပ်ပါဘူးအခက်ခဲရှိရင်ငါစီဖုန်းဆက်နော် have a nice trip ကွင်းစာကွင်းပိတ်ချမ်းမြေ့တဲ့ခီးစဉ်ဖြစ်ပါစေ ျက်လုံးတွေအယောင်တောက်နေသည်ကျွန်တော်သူ့ကို ငေးကြည့်မိသည် သူကျွန်တော်အပေါ်တန်ရောစင်ရှိသေးသည်ကို သိရသည်သို့အတွက်ကြည်နူးပျော်ရွှင်ရသည်သို့သောစီးချခဲ့ပြီးကျွန်တော်အကြည့်တွေကိုထိမ့်သိမ့်ရ၏အရင်က ကျွန်တော်သူ့ကိုစိတ်ဝင်စားခဲ့သည်အခုတော့ကျွန်တော်ကသူ့ကိုကျွန်တော်နှမအရင်လေးတယောက်လိုသာသဘောထားမိသည်သူလည်းကျွန်တော်လိုပဲရှိလိမ့်မည်ဟုထင်သည်ကျေးဇူးတင်ပါတယ်မိသားစုတွေပျော်ရွှင်ချမ်းမြေပါစေ စောနန်းကိုကိုနှုတ်ဆက်ပြီးထွက်လာသည် လက်ကနိုင်ကိုကြည့်ပြီးတော့နက်နက်9:45နေရောင်သည်တောင်နှန်းတွေအပေါ်ဖြန့်ကျက်လွှမ်းခြုံထားသည်ရွာကထွက်တော့တောင်ကုန်းလေးပေါ်ရောက်သည်တောင်ကုန်းပေါ်ကနေလှမ်းကြည့်ရင်အိန္ဒြေရရလှပနေသောပန်လုံရွာကိုပြန်မြင်ရမည်ရွာကြီးတူရပဲလမ်းကောင်းသည်မို့ဆိုင်ကယ်ကိုအရှိန်တင်လိုက်သည်လမ်းပေါ်မှာကျွန်တော်ဆိုင်ကယ်တစ်စင်းပဲရှိသည်ကျွန်တော်တခြင်းလေးတစ်ပုတ်ကိုအော်ဟစ် တီဆိုလိုက်မိသည်တမူးရှိလို့တပဲလူဒိုရှမ်းတောင်သူဒူနိုင်ရိုးလာအဟောင်းပြလို့အသေးယူဒိုရှမ်းတောင်သူ စင်လာမရှိပါဆိုင်ကယ်ဆက်တန်ကြားမှာတချင်းတန်ကပြန်လွင်နေသည်စိတ်ကတော့ရန်ကုန်လမ်းမတော်ဆက်နှစ်လမ်းကဥမင်းထက်ကုမ္ပဏီစီရောက်သွားသည်ဒီချိန်ဆိုကျွန်တော်ချစ်တော်စစ်တယောက်ရုံးရောက်ပြီးအလုပ်တွေများနေပြီလား the din တရင်ဆောင်ပါအေဒါအာဘော်ရီရေးလင်ရဲရဲဝင်းဝင်းရေးသည်တို့အတွက်ကျွန်တော်ကတတိရှိသည့်သတင်းစာသမားဟုကိုကိုကိုထင်သည်အချစ်ရဲမှာတော့ကျွန်တော်ကတရေဘောကြောင်သည်တခုတော့ညနေခင်းရန်ကုန်ဘူတထောင်ကမ်းနားမှာကျွန်တော်ကစစ်မျက်နှာလေးကိုတယုတရငေးကြည့်နေခဲ့ဘူးသည်နိုင်ဝဲခန့်ကြောင်ငေးကြည့်ခဲ့ခြင်းဖြစ်သည်သို့တော့ချစ်တယ်ဟုပြောဖို့ဝေးစွာဘာစကားမှမဟာရဲ့ စစ်နှစ်လမ်းခွဲပြီးညပိုင်းရောက်မှစစ်ကိုချစ်သည့်အကြောင်းကျွန်တော်ကဖွင့်ပြောသည်။ပါဇက်ဖြင့်ပြောခြင်းဖုန်းဖြင့်ပြောခြင်းမျိုးမဟုတ်တတိမရှိ၍ Facebook ချက်ပေါက်မှတဆင့်ပြောခြင်းဖြစ်သည်။ရည်စားစကားပြောသည်ကလည်းကြပြာဆန်လွန်းသည်။ I love you ည၈နာရီလောက်မှာကျွန်တော်ကအစာပို့သည်၈နာရီ55မှာစစ်ကအကြောင်းပြန်သည်စဉ်းစားပြရစီအောင်အိုးမိန်းကလေးပဲလေစဉ်းစားရမှာပေါ့ ကျွန်တော်အကြောင်းပြန်လိုက်သည်စဉ်းစားပါစစ်ချက်ချင်းအဖြေပေးဖို့မလိုပါဘူးကိုလည်းမလိုပါဘူးအခုရေမိုးချိုးထမင်းစားလိုက်အောင်မယ်လေအဲ့အရာလုပ်ပြီးတဲ့အချိန်လောက်မှဖြေပြန်ပေးဖို့လော်ဂျီမဟုတ်ပါဘူးစစ်ရဲ့အံ့ဩသည့်ပုံပေါက်နေသောကတ်တွန်းရုပ်လေးပို့လာသည်နောက်တရုတ်ထပ်ပို့သည်အာပါတရရည်နေသောကတ်တွန်းပုံလေးနောက်တနေ့နဲ့နဲ့9နာရီမှစစ်ကကျွန်တော်ကိုအဖြေပေးသည် Viber ကတစ်ဆင့်စာလေးတစ်ကြောင်းပို့၍အဖြေပေးခြင်းဖြစ်သည် စကလုံး၅လုံးပဲပါသည်ထတ်တူပါရဲ့ရှင်လမ်းကွေးတစ်ခုမှာမျက်နှာချင်းဆိုင်ကလာသည့်ကုန်တင်ကားကြီးတစ်စင်းကဟွန်တီသည်လမ်းကောင်းတော်လဲကျင်းသည်ဆိုင်ကယ်ကိုဆက်ရှိန်လျှော့ပြီးလမ်းဘေးချပေးလိုက်သည်ဟွန်တီသောကုန်တင်ကားကြီးကလည်းအရှိန်လျှော့သည်ကားကြော်သွားမှလမ်းပေါ်ပြန်တက်သည်ရွာတရွာကိုဖြတ်ရမည်ရွာအဝင်လမ်းညာဘက်မှာထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုဖူးတွေ့ရသည် ဖျားဝင်မုတ်ဦးဆိုင်ဘုတ်ကိုဖက်ကြည့်မိသည်ဘေးရန်ကင်းကွာအဘယာလာဘမှုနိဖျားဟုကပီးထိုးထားသည်ဆိုင်ကယ်ကိုလမ်းဘေးထိုးရက်လိုက်သည်ဘုဖနက်ကိုချွတ်လိုက်ပြီးလက်အုပ်ချီလိုက်သည်မျက်လုံးစုံမှိတ်ပြီးမတ်တရက်လျက်နှင့်ပင်ဦးခိုက်သည်ဆုတောင်းသည်ကတခုတည်းသာဖြစ်သည်ရှမ်းပြည်နယ်ကြီးငိမ့်ချမ်းပါစေဖျားချေရင်ထိသွားပြီးဦးခိုက်ခြင်းမိသည်သို့တော့ဒီနေရာကကျွန်တော်အတွက်စိန်လွန်းနေသည်ပြီးတော့ ရေအိုးရွာအဝင်ဖြစ်သည်ကြောက်စိတ်မဟုတ်တော့လဲစိုးရိမ်စိတ်တော့အနှဲငယ်ရှိသည် TNNL အဖွဲ့ကကျွန်တော်ကိုစစ်လားစေးလားမေးလားမြန်လားလုံမည်လားသူတို့မေးရင် ကျွန်တော်ကလည်းသူတို့ကိုပြန်မေးဖို့ရှိသည် သတင်းစာသမားတယောက်အနေဖြင့်မေးမိဖြစ်သည်ဘာကြောင့်ကိုခိုင်မျိုးနယ်တဲကလားရှိုးမှုဆယ်ပြည်တော်စုလမ်းမပေါ်မှာစပွဲချပြီးကားစရာတွေစီကစက်ကြီးကောက်ရပါတယ်လေ ဖျားရှိခိုးလိုက်၍ရင်ထဲမှနှွေးထွေးသွားသည်ခနက်ပြန်စည်းပြီးဆိုင်ကယ်ကိုခက်ဖြည်းဖြည်းမောင်းလာခဲ့သည်ရေအိုးရွာထဲဖြတ်ပြီးမူလာတန်းအကြောင်းတစ်ကြောင်းကိုတွေ့ရသည်စာအန်တန်လေးတွေကိုကြားရ၍စိတ်ချမ်းမြေရသည်ရွာထဲကိုဖြတ်တန်းသွားသည်ကားလန်းကဖြောင်ဖြူးနေသည်လမ်းဘေးမှာခြံကျဲကြီးတွေကိုတွေ့ရသည်ခြံကျဲကြီးတွေထဲမှာအိမ်ငယ်လေးတွေလူတွေကိုတိတ်မတွေ့ရရွာသည်တိတ်ဆိတ်သည် ချန်တချန်ရှေ့အဖြက်ချန်ထဲမိဖို့မှာမိလုံနေသောအမျိုးသားနှစ်ဦးကိုတွေ့ရသည်သူတို့သည်ကျွန်တော်ကိုအာယုံလာပုံမရဘဲအချိန်များတနက်ကင်ထားသည့် TNNL အဖွဲ့တွေလမ်းပေါ်ထွက်လာပြီးကျွန်တော်ဆိုင်ကယ်ကိုတားမိလဲဟုတွေးနေမိသည် ရေအိုးရွာကိုကြော်လာသည်ညောင်မင်တစ်ခုအောက်မှာယူနီဖောင်းဝတ်ပြီးတနက်ကင်ထားသူ၃ဦးလောက်ကိုတွေ့ရသည်ထိတ်ခနဲဖြစ်သွားသည် စိုးရိမ်စိတ်ဖြင့်မောင်းလာရင်တနက်ကင်တွင်နာရောက်လာသည် ေချာကြည့်လိုက်တော့မှမြမတက်မတော်သားတွေဖြစ်နေသည်ယူနီဖောင်းဝတ်ထားသောတက်မတော်သားတဦးကဒေသခံဟုယူဆရသောကလေးငယ်၃-၄ဦးနှင့်ဘောလုံးကန်နေသည်ကိုမြင်ရသည်ကျန်နှံဦးကတနက်ကင်ထားတော်လဲဘောလုံးပွဲကို အားပေးသည်ငိမ့်ချမ်းလှပသည့်မြင်ကွင်း စစ်နှစ်ကျွန်တော်ချစ်သူတွေဖြစ်ပြီးမကြာခဏတွေ့ဖြစ်သည့်နေရာကကလဲတန်း ID လပိဆိုင်မှာဖြစ်သည်လူတွေများတယ်ဟုစစ်ကဆိုသည်ကျွန်တော်ကလူတွေများတာကိုသဘောကျသည်ဟုပြောသည်စစ်ကဈေးကြီးသောအေဂျင်တိတ်ဆိတ်သောဆိုင်တဆိုင်ဆိုင်မှာထိုင်၍စကားပြောခြင်းပုံရသည်သို့သောစစ်ကကျွန်တော်ရွေးချယ်သည့် ID ဆိုင်လေးမှာလိုက်ထိုင်ပေးပါသည်အစောပိုင်းကာလတွေမှာတော့ကျွန်တော်တို့နှစ်ယောက်ကလဲတန်းဦးထွန်းလင်းခြံလန်းတဲ့ကအင်းဝစာအုပ်ဆိုင်မှာစုံကြသည် ။စာအုပ်ဆိုင်မှာနှစ်ယောက်သားစာအုပ်တွေဝယ်ကြသည်။ပြီးမှ ID ဆိုင်မှာထိုင်ပြီးစကားပြောကြခြင်းဖြစ်သည်။နောက်တော့ထိုတို့မလုပ်တော့ပါ။ကျွန်တော်ကအင်းဝစာအုပ်ဆိုင်ကို အရင်ရောက်အောင်သွားပြီးစာအုပ်ဝယ်သည်။စာအုပ်တွေတဲပြီး ID ဆိုင်မှာထိုင်သည်။ပြီးမှစစ်စီဖုံးဆက်သည်စာအုပ်တွေဝယ်လျင်စစ်ကကျွန်တော်စာအုပ်ဖိုးတွေပါ ရှင်းပေးလိရှိသည် ကျွန်တော်ကစာအုပ်လောပါကြီးသည်သို့တော့ ကျွန်တော်စာအုပ်ဖို့ကိုသူများရှင်းတာမကြိုက်မရှင်းနဲ့ဟုပြောတော့လဲစစ်ကလက်မခံတို့နှစ်စာအုပ်ဆိုင်တွင်စစ်နှစ်မစုံမိရန်ကျွန်တော်ကစီစဉ်ရခြင်းဖြစ်သည်စစ်ကစာအုပ်ဆိုင်လိုက်ဖို့ခေါ်လင်လဲကျွန်တော်ကညင်ပါသည်အော်စစ်ရဲ့စာအုပ်ဆိုင်မှာစာအုပ်မျိုးစုံရှိတယ်လေအမျိုးသမီးယောဂာနဲ့ပတ်သက်တဲ့စာအုပ်တွေလည်းရှိတယ်ကိုပါနေရင်အဲ့လိုစာအုပ်တွေဝယ်တဲ့အခါစစ်ကိုကိုမျက်နှာပူနေစရာ ဖြစ်နေပါလိမ့်မယ်စစ်ဘာသာတယောက်တည်းလွတ်လွတ်လပ်လပ်ဝယ်ပါနော် စောက်ဆိုင်ကိုကျွန်တော်မလိုက်ချင်မှန်းသူတီးသည်တို့အတွက်စစ်ကကောင်းငိမ့်သည်နေ့လေ၁၇နှစ်ကြီးကွန်ကရစ်တရားကြီးတစ်စင်းကိုလှမ်းမြင်ရသည်လီလူကွင်းစာကွင်းပိတ်လီလူတရားကြီးမှန်းကျွန်တော်တီးသည်၂016ခုနှစ်ကလည်းလီလူလီလူတရားကြီးပေါ်ကျွန်တော်ဖြတ်ဖူးသည်ရင်းကာလကယခုလိုကွန်ကရစ်တရားမဟုတ်ရိုင်နဲ့နဲ့ဘီလီတရားဖြစ်သည် တရားသစ်ကြီးကကျွန်တော်စိတ်ကိုညှို့ယူဖန်ဆာနေသည်တရားအောက်မှာဖြတ်တန်းစီးဆင်းနေသည့်မြစ်ကဒုထဝရီဒုထဝရီမြစ်ကိုအပေါ်ပိုင်းမှာနမ်မတူမြစ်အောက်ပိုင်းမှာမြစ်ငယ်မြစ်ဟုခေါ်သည်မိုးနှောင်းကာလဖြစ်တော်လဲအချိန်အခါမဟုတ်မိုးရွာထားသည်သို့အတွက်မြစ်ထဲကရေတွေက ကော်ဖီအောင်ပေါက်နေသည်တဝောဝောမြည်နေသော ရေစည်းတံတွေကို အဝေးမှပင်ကြားနေရသည်ဆိုင်ကယ်ကိုအချိန်မြင့်လိုက်မိသည်လေလူ လီလူတံတားကိုကြော်ပြီးလမ်းဘေးတနေရာမှာဆိုင်ကယ်ရက်လိုက်သည်ဆိုင်ကယ်အုပ်ထုပ်ကိုချွတ်ပြီးရှေ့လက်မှာချိတ်လိုက်၏ကြောပေါ်မှာအိတ်ကိုလည်းဆိုင်ကယ်ကွာကြားမှာထားခဲ့သည်လီလူလီလူတံတားပေါ်ဖျက်လျှောက်လာခဲ့၏အေးမြနှွေးထွေးသောလေပြေလေညင်းတွေကကျွန်တော်ကို စီးကြိုပွေဖက်ကြသည်လူရောစိတ်ပါကြည်လင်လန်းဆန်းသွားသည်တံတားကိုဓာတ်ပုံရိုက်သည် တရားထိတ်မှစိုက်ထူထားသည့်ကပီးဆိုင်ပုတ်စီတွားကြည့်မိ၏2018 8လပိုင်းမှာဖွင့်လှစ်လိုက်သည့်တရားဖြစ်ကြောင်းသိရသည်ဆိုင်ပုတ်နှင့်မလန်းမကန်းမှာဖုန်းဖြင့်ဓာတ်ပုံရိုက်နေသောကောင်လေးတယောက်ကို တွေ့ရ၏သူ့အနာသွားပြီးညီလေးဘယ်ကလာတာလဲဟုကျွန်တော်မေးကြည့်မိသည်ဝါပြီကလာတာအကို UWSA ကွင်းစားကွန်ဘေး United War State Army ထိန်းချုပ်ထားတဲ့ ဝပြီပန်ဆန်းကလာတာအကိုညီလေးကဝတိုင်ရင်သားလားမဟုတ်ဘူးအကိုတအောင်ပလောင်ပါပန်ဆန်းမှာလှုပ်လှုပ်နေတာအခုခဏခွင့်ရလို့အိမ်ပြန်လာတာနမ်ဆန်စာတိပဲအကိုရောနမ်ဆန်သွားမလို့လားဘဲကလည်းဗျဟုတ်တယ်ညီလေးတီဘောသားရန်ကုန်မှာနေတယ်တငယ်ချင်းတယောက်ရှိရဲ့နမ်ဆန်ကိုသွားလဲမလို့ဟုတ်အကိုကျွန်တော်တို့အတူတူသွားကြတာပေါ့โอเคလေးညီလေးအကိုကိုဓာတ်ပုံတပုံလောက်ရိုက်ပေးအောင်နော် ျွန်တော်ဖုန်းကိုသူ့ကိုပေးလိုက်သည် သူကကျွန်တော်ကိုတံတားနောက်ခံဖြင့်ဓာတ်ပုံရိုက်ပေးသည်စစ်ပါလင်ဘလောက်ကောင်းလိုက်မလဲဟုကျွန်တော်တွေးနေမိသည်ကျွန်တော်ဆိုင်ကယ်နှင့်မလန်းမကန်းမှရက်ထားသည့် DT အမျိုးအစားဆိုင်ကယ်ကကောင်လေးဆိုင်ကယ်ဖြစ်သည် ကောင်လေးနံမြီက မိုင်းအိုက်ကျော်လီလူတံတားကျော်လာသည်နှင့် တောင်တက်လမ်းတွင်စသည် အမြင့်ပေ9000ကျော်ရှိသည့်တောင်တန်းကြီးတွေဖြစ်သည်ဟုဆီယံမြတန်းတင်ဤလွမ်းမောပွဲကမ္ဘောဇာစာအုပ်တွင်ဖတ်ရသည်တစ်ဖက်မှာကြောက်ကြောက်ထဲမှာစီးဆင်းနေသည့်ချောင်းငယ်တစ်ခုတစ်ဖက်နယံထိတ်မှာကထူထပ်လွန်းသည့်တစ်တော်တစ်တော်တွေကြောင့်တချို့နေရာတွေကအေးစိမ့်နေသည်အကွေအောက်တွေအတက်တွေကိုဖြတ်ကျော်ရင်းဆိုင်ကယ်ကို ဖြင်းညင်းစွာ မောင်းနှင်လာခဲ့သည်လမ်းကကျင်းသည် အကွေနေရာတွေမှာ ဟွန်းတီးပါဟူသောဆိုင်းပုတ်ကလေးတွေကိုမြင်ရသည်တခါတခါကားကြီးတွေဘွားကနေပေါ်လာတတ်သည်မို့ဆိုင်ကယ်ကိုတတိထားမောင်းနှင်လာခဲ့သည်နိုင်ဝက်လောက်မောင်းပြီးတော့ဒီတီသမားမိုင်းအိုက်ကျော်ကိုရှေ့ကမောင်းဖို့ကျွန်တော်ပြောသည်ဒီတီသမားကလည်းမောင်းသွားလိုက်သည်မှာမြင်ကွင်းကပင်ပျောက်သွားတော်သည်ပွေကောက်သောတောင်ပေါ်လမ်းတွေပေါ်မှာကျွန်တော်ရဲ့125အမျိုးအစားတရုတ်ဆိုင်ကယ်လေးရဲ့ဆွဲမှတ်ဖွယ်ကောင်းသောတောင်နှမ်းပြပြကြီးတွေကတော့ကျွန်တော်နောက်က ထက်ကျက်မကွာလိုက်နေတကယ်သူပင်နေ့လယ်၁၂နာရီလောက်မှနမ်ဆန်မျိုးကိုဝင်သည်လက်ဖက်ရက်နဲ့တင်းတင်းကလေးကလူရောစိတ်ကိုပါအေးမြငိမ့်ချမ်းသွားစေသည်နမ်ဆန်မျိုးလိုက်လဲစွာကြိုးစိုးပါသည်ဟူသောဆိုင်းပုတ်ကိုမြင်တော့ကျွန်တော်ရက်လိုက်သည်နမ်ဆန်သည်ပင်လေရေမျက်နှာပြင်အထက်အမြင့်ပေ9332တွင် တည်ရှိသည့်မြို့ဖြစ်သည်ဆိုင်းပုတ်ကိုဓာတ်ပုံရိုက်သည်ဓာတ်ပုံရိုက်ပြီးနောက် မိုင်းထွန်းနိုင်စီ ဖုန်းဆက်လိုက်သည်မိုင်းထွန်းနိုင်က လွေးတူအရင်ဖြစ်သည်သူနှင့်ကျွန်တော်ကိုလွေးက Facebook ကတစ်ဆင့်မိတ်ဆက်ပေးထားခြင်းဖြစ်သည် ထမင်းဆိုင်တစ်ဆိုင်မှာ ထမင်းဝင်စားရင်မိုင်းထွန်းနိုင်ကိုစောင့်နေလိုက်သည်ထမင်းဆိုင်နံမည်က New Style ဆရာတော်ကကျွန်တော်အတွက်စီစဉ်ပေးထားသည့်အခန်းတစ်ခန်းကိုလိုက်ပြသည်အခန်းကတက်ရက်တန်ရှင်လွန်းသည်စောင်းချင်းထောင်မှုရာ ပြည့်ပြည့်စုံစုံပါသည်ရုတ်တရက်စီစဉ်ရတာဆိုတော့တိတ်ပြီးမပြည့်စုံဘူးတီးခံပေးပါနော်တကားကြီးအရှင်ဖျားတပည့်တော်လိုသတင်းစာသမားတယောက်တက်တော့ဒီခန်းလေးကအတော်လေးပြည့်စုံနေပါပြီကျေးဇူးကြီးလာပါတယ်ဖျား မတက်ရက်ရက်လက်အုပ်ချီရင်းရှောက်ထားမိသည်ဆရာတော်ဤဘွဲတော်က ဦးတီလာနန္ဒလွေးမိခင်ဤမောင်ရင်ဟုသိရသည်ကျွန်တော်တဲခိုရသည့်နေရာကနမ်ဆန်မြို့လေကောင်ကဂိုင်းချုပ်ဆရာတော်ကြီးចောင်းဟုအမည်ရသောဗုဒ္ဓဘာသာဖုံးတော်ကြီးចောင်းဖြစ်သည်နမ်ဆန်မြို့လေကောင်တောင်ကုန်းမြင့်မြင့်ကြီးပေါ်မှာတည်ရှိသည့်ဖုံးတော်ကြီးចောင်းဖြစ်သည်ဆရာတော်ဦးတီလာနန္ဒက Sunday School ဖွင့်ထားသည် စာကြည့်တိုက်လဲဖွင့်ထားသည် အကိုဘာများလိုအပ်အောင်မလဲဗျညနေ၄နာရီလောက်မှာ ညနေစာစားဖို့ကျွန်တော်လာခေါ်မယ်လေရတယ်ညီလေးဘာမှမလိုတော့ဘူးညနေလဲလာမခေါ်နဲ့တော့လေအကူကညနေစာစားတဲ့အကျင့်မရှိဘူးမနက်မှတွေးကြတာပေါ့ဩဟုတ်ကူအမကိုဘာမှအုံးမလဲဗျအတော်ကို အမဟုခေါ်သည်ကိုတတိထားမိသည်ရတယ်ညီလေးအကူဖုန်းဆက်လိုက်မယ်လေဟုတ်ကူရော့မီညီလေးကျေးဇူးတင်ပါတယ်ညီလေးဟုကျွန်တော်ကတအောင်ပလောင်လိုပြောလိုက်သည်မိုင်းထွန်းနိုင်ကလည်း ကျေးဇူးတင်ပါတယ်အကိုဟုတအောင်ပလောင်ပါတာစကားဖြင့်ပြန်ပြောသည်မိုင်းထွန်းနိုင်ကကျွန်တော်ကိုနှုတ်ဆက်ဆရာတော်ကိုရှ िख ိုးဥတင်ပြီးထွက်သွားသည်ရေချိုးရမည့်နေရာကိုဆရာတော်ကလိုက်ပြပေးသည်လိုအပ်တာရှိရင်ပြောနော်တကကြီးဦးစင်းဖုန်းနံပါတ်လည်းယူထားလိုအပ်ရင်ဖုန်းဆက်လို့လည်းရတယ်ဆရာတော်ဖုန်းနံပါတ်ကိုကျွန်တော်ဖုန်းထဲမှာမှတ်ရင်တင်မဖျားကောင်းပြီတကကြီးအနားယူပါတော့တင်ပါအခန်းပြန်ရောက်တော့နေ့လယ်2နာရီ တောက်ပသောနေအောင်ရှိနေသေးတော်လဲရှားသည်ဥတုကအေးမြနေသည်ဘေးရန်ရဲ့ကင်းရှင်းစွာ ရောက်ရှိကြောင်း လွေးစီမက်ဆေ့ချ်ပို့လိုက်သည်အနားယူပါမနက်မှတူလေးကိုအခေါ်လွတ်လိုက်မယ်မလာခင်ဖုန်းဆက်ခိုင်းလိုက်မယ် warmly welcome to namsan ဟုလွေးကအကြောင်းပြန်သည်သတင်းစာကိုအစဉ်ပြေသလိုလှုပ်ထားလိုက်ပါဟု အောင်ခန့်စီမက်ဆေ့ချ်ပို့လိုက်သည်ပြီးမှ ရေကိုခတ်သွက်သွက်ချိုးအဝတ်အစားလဲပြီးကဒင်ပေါ်ပြစ်လဲလိုက်သည်တတိယ၍အိတ်ထဲကစာအုပ်အုပ်ကိုထုတ်လိုက်သည်ပြီးမှကဒင်ပေါ်ပြန်လဲသည်ခေါင်းရင်းနေရာမှာရှိသည့်လျှက်စစ်မီလုံးလေးကလင်းထိန်တောက်ပါနေသည်ဂွန်းဆောင်ထူထူကိုခြုံပြီးစာအုပ်ဖွင့်ဖက်လိုက်သည်ဆရာကျော်အောင်ဘာသာပြန်သည့် Morris College ၏နေဝင်ဖျားများ Loss of the Sun Set by Morris College ပင်မန်း၍စာအုပ်ဖတ်ရင်အိပ်ပျော်သွားသည်အိယာနိုးတော့ညနေ9နာရီထိုးတော်မီနေမဝင်သေး၍နှွေးထွေးမှုရှိနေသေးသည်ကျောင်းတိုက်ရှိကွလက်မတဆင့်နမ်ဆန်မျိုးရှုကင်းကိုအပေါ်စည်းမှနေ၍ငေးမောနေမိသည်နမ်ဆန်ကလှလွန်းသည့်မျိုးလေးဖြစ်သည်ရှိတဲ့တဲ့မှာတောင်နယံတွေကိုဖြိုပြီးလေကစ်ပုံတံကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေသူတွေကိုမြင်ရသည် တောင်ထိပ်မှာကနမ်ဆန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနယုံနေဝင်ပြီးအေးတက်ကလွှမ်းလာသည်ကျွန်တော်သည်အရှိနှင့်အနောက်မှနေသည်ကျွန်တော်အရှိအယက်ဟုထင်ထားသည့်အယက်မျက်နှာတစ်ဖက်တွင် နေဝင်သွားသည်ကိုမြင်ရသည်နုပြိုသောညက်နေခင်းတစဉ်နမ်ဆန်မြို့လေးထဲဝင်လာသည်တက်စစ်မီးတွေလည်းလင်းလာသည်ညက်နေခင်းသည်တဖြည်းဖြည်းအိုမင်းရင့်လျော်သွားသည်လကလည်းတာသည် လျက်စင်မီတွေရှိနေ၍ပတ်ဖြန်းထားသည့်လမင်းအလင်းရောင်ကိုကျွန်တော်နှမျောမိသည်ရန်ကုန်မှာတာတဲ့လဆိုသည့်ဆိုင်းဒီဆိုင်တခြင်းလေးကိုသတိရမိသည်နမ်ဆန်မာက MPD တလိုင်းမဲရသည်အတန်တော့ကြည်သည် ဖုန်းဆက်လိုက်သည်စိတ်နှလုံးကို ကြည်နူးချမ်းမြေ့စေသူတဦးဤချိုတာသောစကားတန်သွေးကိုကြားရသည် စိတ်အစဉ်ကသူ့စီရုတ်ချီရောက်သွားတော်သည် ကဲ့ပါရှင်စာအုပ်လေးကိုဒီမှာပဲခေတ္တခဏရှင်းနာလိုက်ပြစီနော်နောက်စဉ်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများရည်တင်ပါတယ်ရှင်ကျမ်းမာဘေးကင်းကြပါစေ